်မင်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆမ်းပါ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ် AR တိုင်းရေကြီးမြို့နယ်မှာတမတ်အသက်ပြည့်ပြီးစစ်မှုမထမ်းခြင်းနဲ့အတွက်ထွက်ပြေးတိမ်းရှောင်တဲ့သူတွေကိုဝရမ်းပြေးဖြစ်ကြညာဖို့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ရဲတွေကစည်ရင်းကောက်ယူနေတယ်လို့ဒေသခံတွေစီကသိရပါဗျာ။ မလ21ရက်ကစတင်ပြီးရေကြည်မြို့နယ်ခွေးတောက်ကျေးရွာအုပ်စုမှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ရဲတွေကသကောင်စင်းနဲ့တိုက်စစ်ကကောက်ယူနေတာလို့ဆိုပါတယ်စရင်ကောက်ရရမှာစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကလက်နက်အပြည့်စုံနဲ့တအိမ်တက်တအိမ်စင်းလိုက်လံစရင်ကောက်ယူနေတာလို့ဒေသခံတယောက်ကပြောပါတယ် မြို့နယ်အဆင့်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့ကညွှန်ကြားချက်နဲ့လောက်တာဖြစ်ပြီးဝရမ်းပြည့်ဖြစ်ကြေညာဖို့စည်ရင်းလိုက် ကောက်နေတာလို့အောက်ချော်ရေးအဖွဲ့နဲ့နှိဆက်သူကလည်းပြောပါရယ်ရေချင်မြို့နယ်မှာစစ်မှုထမ်းအပတ်စဉ်7ကစတင်ပြီးကြိုတင်အသိပေးအကြောင်းကြားတာတွေမလုပ်တော့ဘဲနေအိမ်အယောက်စစ်မှုထမ်းဖို့လာရောက်ဖမ်းဆီးနေတယ်လို့ဒေသခံတွေစီကသိရပါရယ်ရှင် ထားမြန်မာနယ်စပ်ဒေသလုံခြုံရေးနဲ့ငြိမ်းချမ်းရေးတည်ဆောက်မှုမြင့်တင်ရေးခေါင်းစဉ်နဲ့ဆွေးနွေးပွဲကိုထိုင်းနိုင်ငံဘန်ကောက်မြို့ကထိုင်းလွှတ်တော်မှမလ22ရက်ကစလို့23ရက်နေ့ထိနှစ်ရက်တာကျင်းပခဲ့ပါတယ်ထိုင်းလွှတ်တော်ကော်မတီကစီစဉ်ကျင်းပတဲ့ဒီဆွေးနွေးပွဲကိုမြို့သားညီညွတ်ရဲ့အတိုင်ပင်ခံအကောင်စီ NUCC ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကရင်မြို့သား CEO KNU ဂရင်းအမျိုးသားတွတ်တဲ့ရဲ့ပါတီ KNPP မြန်မာလူ့အခွင့်အရေးအဖွဲ့တွေနဲ့ထိုင်းစစ်တပ်တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။ပထမရက်မှာတော့ထိုင်းမြန်မာနယ်စပ်လုံခြုံရေးကိစ္စနဲ့စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိစ္စရပ်တွေကိုထိုင်းအောက်လွှတ်တော်နယ်စပ်လုံခြုံရေးကော်မတီဥက္ကဋ္ဌထိုင်းစစ်တပ်ကစစ်စင်ရေးဆိုင်ရာညွှန်ကြားရေးမှူးနဲ့နယ်စပ်ရေးရာထိပ်တန်းအရာရှိကြီးတွေပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ဒုတိယနေ့ဆွေးနွေးပွဲမှာတော့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်တွမ်အင်ဒရုစ်ကအဖွဲ့မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကလူခွင့်ရအခြေအနေဆိုးရွားမှုနိုင်ငံတကာအနေနဲ့မြမအရေးပူပေါင်းဆောင်ရွက်မှုတိုးလှုပ်ဖို့သမရထရမ်လက်ထက်မှာတားမြစ်လိုက်တဲ့အမေရိကန်အကူအညီပေးရေးအဖွဲ့ USAID ကြောင့်နေဆက်ဒေတာနဲ့ပြည်တွင်းကအကူအညီပေးရေးကိစ္စတွေအပေါ်တက်ရောက်မှုတွေကိုအဓိကထားပြောခဲ့တယ်လို့လည်းသိရပါဗျ။မြန်မာနိုင်ငံရဲ့အခြေအနေသုံးသပ်မှုသကဝိုင်းဆွေးနွေးမှုမှာဂရင်းအမျိုးသားတွတ်တဲ့ပါတီ KNPP မှမော်သဲများ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဒေါက်ခင်အုံမာနဲ့ Forum of Federations ရဲ့မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးဦးဝင်းမင်းတို့ကပါဝင်ဆွေးနွေးခဲ့ကြပါတယ်ရှင်။ ကရီနီပြည်နယ်ဘောလခဲမှာတပ်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအရှင်မိလာတဲ့စစ်တုပ်ပန်းတွေရဲ့ရုပ်သံဖိုင်ကို KNDF ဒုစစ်ဦးစီးချုပ်ကထုတ်ပြန်ထားပါတယ်။မော်ရစ်ကဆက်ပြောပြပေးမှာပါရှင်။လာလာဒီယိုလာလာဒီယိုလာလာဒီဗီဒီယိုဖိုင်ကဘလခဲမျိုးကစစ်ကောင်စီတပ်စခန်းတစ်ခုကိုကရီနီတပ်ပေါင်းစုကဝင်တိုက်ခိုက်ပြီးစစ်သားတွေကိုအရှင်ဖမ်းနေတဲ့ဖိုင်ပါ။ KNDF ကဒုစစ်ဦးစီးချုပ်ကိုမာဝီရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာမတ်လ22ရက်နေ့ကတင်ထားတာဖြစ်ပြီးအဒီရဲ့မတိုင်ခင်တရက်ကလည်းစစ်တုံ့ပန်း9ဦးနဲ့အတူလက်နက်ခဲယမ်းမျိုးစုံဖမ်းဆီးရရှိထားတဲ့တပ်ပုံတွေကိုတင်ထားပါသေးတယ်။မတ်လ19ရက်နေ့ကစပြီးဂရနီတပ်ပေါင်းစုတပ်က ော်လခဲမြို့ထဲမှာကျန်နေတဲ့တိုက်ရင်သုံးရင်းကိုထိုးစစ်ဆင်နေတာပါလက်ရှိအချိန်ဒီဘော်လခဲမြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ဖက်တပ်အထိအခိုက်အကြဆုံးတွေရှိနေတယ်လို့ GRENIB တပ်မတော် KA ရဲ့စေအကျုံဘုံမူကြီးဖုံးနိုင်က DVB ကိုပြောပါတယ်အဲ့ဒီပြူလို့ရတာကတော့ဘလခဲကတော့စစ်စစ်ထိုးနေလဲလုံးနေလဲသိပေါ်တော့လုံးနေပါလေအဲ့ဒါတော့တီပြူလို့ရပါလေဟုတ်ကဲ့ ော်လက်ခဲမှာတိုက်ပွဲတွေပြင်းထန်နေသလိုမိုးပြဲဘက်မှာလည်းစစ်ကောင်စီတပ်ကမီးလောင်ပုံးတွေအသုံးပြုပြီးထိုးစစ်ဆင်နေလို့လူနေအိမ်အတော်များဒီအပိုင်းမီးတွေလောင်နေပါတယ်။တိုက်ပွဲတွေဖြစ်နေတဲ့လေးလတာကာလအတွင်းမိုးပြဲမြို့လူနေအိမ်ပေါင်း30ထဲမှနေပျက်စီးခဲ့တယ်လို့ရှမ်းတောင်စစ်သေးတာခွဲအမှတ်၁ပြူဟာပြည်သူ့ကာကွယ်ရေးတပ်ကထုတ်ပြန်ထားပါတယ်။မိုးပြဲမြို့ကိုသူတို့ပြာကြောင်းလှုပ်ဖို့ဆိုရည်ရွယ်ချက်တော့ ရှိတယ်လို့ကျွန်တော်တို့ကကွေတပ်ဖွဲ့တော်အလမီရောကချက်ချမိတာပေါ့သူတို့ရောဒီတောက်လျှောက်ဒရုန်းတွေနဲ့ကျဲတယ်မီလောင်ပုံးတွေတုံးမယ်ဆိုရင်တော့ဒီဟိုတမျိုးလုံးပြန်ကြိုက်ခြင်းကြရင်တော့ကျွန်တော်တို့နေလို့မရတော့ဆိုတော့သူတို့ရဲ့နေရာမှာပြန်ဝင်နေမယ်ဆိုတဲ့ရည်ရချက်မျိုးလဲအဲပါမီလို့တော့ကျွန်တော်မျိုးဟိုထင်မိတယ်အကြောင်းဆိုရင်ရတဲ့အနေထားမျိုးမှာရှိတာပေါ့လေနော်လိုက်ကောစီဆိုင်လမ်းဘတ်မှာလဲစစ်ကောင်စီတက်တင်တဲ့ PNU ပြည်သူ့စစ်တေစစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့အတွက် အဲ့ဒီကားလမ်းမကိုပြည်သူတွေအသုံးမပြုဖို့တော်လိုင်းတပ်ပေါင်းစုဘက်ကသတိပေးစာထုတ်ပြန်ထားပါတယ်။လက်ရှိမိုးပြဲဘောလက်ခဲဘက်ဒီမှာတိုက်ပွဲတွေပြင်းထန်နေပြီးမော်ချီဒီမော့ဆိုဘက်ဒီမှာလည်းလေကြောင်းတိုက်ခိုက်မှုတွေဒီအပိုင်းပြုလုပ်လာနေပါတယ်။ကျွန်တော်မော်ရစ်ပါအမေရိကန်မြို့တော်ဝါရှင်တန် DC ကတက်စလာအယောင်ဆိုင်ပြပတ်မှာလူတရာလောက်က pop ဒေဂီတာနဲ့အပြင်းထန်ကာခုံရင် မလ22ရက်ကဆန္ဒပြခဲ့ကြပါတယ်။ ဒီဆနာပြပွဲဟာအမေရိကန်အနောက်ဥရောပဩစတြေးလျနဲ့နယူးဇီလန်တို့မှာကြီးညာထားတဲ့ဒါဇင်များစွာသောဆနာပြပွဲတွေတဲကတစ်ခုဖြစ်ပါတယ်။အမေရိကန်မျိုးတော်က JGP Liberal Senatinia မှာဖြတ်သွားဖြတ်လာကားတွေကလည်းကားဟုံးတွေကို တိခဲကြပြီးဆနာပြပွဲကိုထောက်ခံကြောင်းပြသခဲ့ပါတယ်။သမ္မတဒေါ်နယ်ထရမ့်အဆိုအရပေါ် တက်စလာပိုင်ရှင်အီလွန်မတ်စ်ကဩစာလွှမ်းမိုးမှုနဲ့အစိုးရအသုံးစရိတ်ကိုတိတိတသားရှော့ချတဲ့မက်ဆ်ရဲ့လုံရက်တွေကိုစန့်ကျင်ဆန္ဒပြနေကြတာပါ အစိုးရအသုံးစရိတ်ကိုနက်နက်ရှိုင်းရှိုင်းဖျက်တောက်မှုအပါအဝင် အစီအစဉ်တရနဲ့မနှစ်ကထရမ့်ဟာရွေးကောက်ပွဲမှာအနိုင်ရခဲ့ပါတယ်။ထရမ့်ဟာနိုင်ငံခြားအကူအညီဒေါ်လာဘီလီယံပေါင်းများစွာကိုရပ်တန့်ထားပြီးအလုပ်သမား2000ကျော်ကိုထုတ်ပေးခဲ့ပါတယ်ရှင်။ တရုတ်ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတို့အကြားသုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ဖို့တမိုင်းချောင်းကိုထက်ထက်တန်တန်တွဲတော်ဆင်ကျင်ပြီးတည်ယူကြဖို့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝန်ကြီးကစနေနေ့မှာဆော်လိုက်ပါတယ်။ ဂျပန်နိုင်ငံသားရေးဝန်ကြီးတက်ခဲရှိအီဝါယာနဲ့တန်ကိုရီးယားနိုင်ငံသားရေးဝန်ကြီးချိုတေးရွယ်တို့ဂျပန်မြို့တော်တိုကျိုမှာကျင်းပတဲ့၁၇ကြိမ်မြောက်တရုတ်ဂျပန်တန်ကိုရီးယားသုံးနိုင်ငံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးကိုတက်ရောက်ပြီးတဲ့နောက်ဝန်ကအခုလိုမှတ်ချက်စကားပြောခဲ့တာပါတရင်းစာရှင်လင်ပွဲမှာအီဝါယာကဂျပန်တရုတ်နဲ့တောင်ကိုရီးယားတို့ဟာအရေးကြီးတဲ့အင်ဒီချင်းတွေလို့အလေးပေးပြောကြားခဲ့ပါတယ်။ဒီနှစ်ဟာဂျပန်ကျူးကျော်မှုစန့်ကျင်ရေးနဲ့ ကမ္ဘာဖက်စစ်စက်တီစစ်ပွဲကိုအောင်ပွဲခံခဲ့တဲ့280ပြည်နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။တမိုင်းကြောင်းကိုလေလာသုံးသပ်ပြီးတံပိုးရှိတဲ့သင်္ကန်းစာတွေထုတ်ယူဖို့ကျွန်တော်တို့အတွက်အရေးကြီးတဲ့နေ့ဖြစ်ပါတယ်လို့လည်းဝန်ကြီးကပြောပါတယ်။လာမယ့်သုံးနိုင်ငံခေါင်းဆောင်တွေရဲ့ထိပ်သည့်အစည်းအဝေးကိုအခုနှစ်အတွင်းကျင်းပနိုင်ရေးအတွက်နှိကတ်တဲ့ဆက်ဆံရေးထားရှိဖို့သုံးနိုင်ငံကနိုင်ငံကြ合いဝင်ကြီးတွေကသဘောတူခဲ့ကြပါတယ်ရှင်။ ဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချိုချိုဆန်းပါရှင်